ယေရှုခရစ်တော်သခင်၌ကျင်လာဆောင်သောမိခင်ပေါင်းတို့ရှိခြင်းမြောက်ပသိင်ကဲဥတန္တနာလုံးဆံရမိခင်များတွေ့ဆုံပွဲကိုကျွတ်တူတူအချိန်ယူပြီးတဲ့နောက်ဒီတံပီလူငယ်ဘုရားဌာနမှာ ျင်ပါနေခြင်းဖြစ်ပါတဲ့ရှင်ရယမလိုမိစားဆမ်းမှာပြောသလိုပဲဤကဲ့သို့ကျွန်တော်တို့တွေတွေ့ဆုံနိုင်ခြင်းဟာကျေးဇူးတော်ဖြစ်ပါတယ်ဆိုရောက်အောင်ရောက်ရှိလာနေအောင်ကြိုးစားပြီးရနာရောက်နေခြင်းဟာကျေးဇူးတော်ဖြစ်ပါတဲ့ရောက်ရှိနေခြင်းဆိုတော့သူနဲ့သူတွေ့ဆုံနိုင်ခြင်း ဝေလံတဲ့အရာနေပြီးတဲ့နောက်ရောက်ရှိလာကြတဲ့ဒီနေရာမှာကျွန်တော်တို့တွေဆုံကြတဲ့သဒ္ဒဟာပေါင်းစည်ညီညွတ်ခြင်းဒုနဲ့ဒုချစ်ခင်ခြင်းတဏ္ဍာလုံးဆံရမိသားစုတူတဲမှာရှင်နေခြင်းဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတဲ့ဆရာမလို့ဒီ တွေ့ဆုံနိုင်ခြင်းဟာကြီးမားသောအခွင့်အလမ်းဖြစ်ပါတယ်။ဒီကဲ့သို့တွေ့ဆုံနိုင်ခြင်းဟာကြီးမားသောကောင်းကြီးတော် ဖြစ်ပါတယ်။ကျိုးတို့တွေအားလုံးဒီဂျူဘလီနဲ့မှာဒီကဲ့သို့တွေ့ဆုံနိုင်ခြင်းဟာသမိခင်များရဲ့ဂျူဘလီကိုပဒင်းကဲဥတ္တနာတိုင်းတာနဲ့ ကျင်ပါနေခြင်းလို့ပဲကျွန်တော်တို့ပြောရမှာဖြစ်ပါတယ်ဆရာရောလို့ဒီနေ့ကျွန်တော်တွေအားလုံးနော်တကယ်ကိုအင်တိုင်းအားတိုင်းစိတ်ရောကိုယ်ပါဒီရရှိသောအချင်းကိုအသုံးပြုကြပါစို့လို့အနိဒာအနေနဲ့ပြောချင်ပါတယ်ကျွန်တော်လူ အဖွဲ့အစည်းမှာ မိခင်လို့ပြောလို့ရှိရင်မိခင်လို့ပြောလို့ရှိရင် mother she is my mother she is our mother သူဟာကျွန်တော်အမေသူဟာကျွန်တော်တို့ရဲ့အမေဆိုတော့မိခင်အမေလို့ပြောလို့ရှိရင်တကယ်ကြီးမားသော ဂုံတိတ်ခါဖြစ်ပါတဲ့ဒါလူပောင်လူအဖွဲ့စီမအဲ့ဒီ damage ဖြစ်တယ်အဲ့ဒီ damage သတ်မှတ်တယ်ဆိုရမလို့ဒီနေ့တန်တော်ရေမိခင်များဒူးတယ်မကဘူးနော်300ကျော်စုစည်းကြတဲ့ဆိုတော့မိခင်ရဲ့ဂုံတိတ်ခါဂုံနာမကိုကျွန်တော်တို့တွေ ဖောဆောင်ပြီးတဲ့နောက်ရရှိလာခြင်းဖြစ်တဲ့နောက်တော့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့အသုံးအနှုန်းမှာတော့တကယ်ကိုချစ်ပွဲကောင်းသောအသုံးအနှုန်းမိပါမိခင်ဖခင်ပွဲဆိုတော့နောက်တော့အမေနဲ့ဆိုင်တဲ့တခြင်းတွေရေးဖွဲ့ကြတဲ့အမေတစ်ခုသားတစ်ခု လွန်ခဲ့တဲ့နှစ်ပေါင်း40 50ရဲ့ဟာရှိလာခဲ့တဲ့တချင်းအဖန်တလေလေဆိုတိုင်းလည်းပဲမယိုးနိုင်ဘူးနောက်တော့မျိုးမျိုးနောက်ပုံစံမျိုးမျိုးနဲ့ version မျိုးမျိုးနဲ့ဆိုကြရတဲ့နောက်တော့မြေစရိယာဖြင့်ကျွန်တို့တွေနော်မိခင်နဲ့ဆိုင်တဲ့တည်တခြင်းနဲ့ ကျွန်တော် major seminary မှာကျွန်တော်စက်တနေ့လုပ်လုပ်ခဲ့တဲ့ဆွေမနွေရာဒီဆိုလို့ရှိရင်နွေမွေရာဒီနွေရာဒီရတော့နွေရနံတဲ့နောက်တော့ဆောင်းရာဒီခရစ်စမတ်ရှင်ဆိုလို့ရှိရင်ကျွန်တော်တို့တွေကနှင်းကရံဆိုတော့နောက်တော့မွေရာဒီဂျွန်လင်လာကိုမြှူပြီးရင်တော့မိဘတချင်း နော်မိဘများပွင့်နေကိုနော်ဂုံပြုတော်တဲ့ရှင်များကိုကိုရင်တွေပရဒရရေးစဖော်ထုတ်ကြတဲ့တနေ့ကို အခွေ၃ဦးထွက်ခဲ့ဘူးတဲ့ဆရာအင်းလူနဲ့ကျွန်တော်တို့ရာမိဘနဲ့ဆိုင်သောတေတရှင်များကိုဆက်ဆုခဲ့ကြတဲ့ဆရာတော်ကခုနကပြောတဲ့စကားမှာ ကျုပ်တို့မြန်မာနိုင်ငံရဲ့ချစ်ပွဲကောင်းသောအတုံးနှုံမိဘဆရာဒီဟာကျွန်တော်ရှေ့တန်းရဲ့အတုံးနှုံဖြစ်ပါတယ်မိဘအမေကိုရင်ခေါ်တယ်နောက်မှဖခင်ကိုခေါ်တယ်ဆရာနောက်နိုင်ငံမှာတော့ father mother ဖြစ်မှာပေါ့သို့တော်လည်းပဲအခုနောက်နိုင်ငံရဲ့ယဉ်ကျေးမှုတစ်ခုကဒီလိုလူတွေစုယုံတဲ့နေရာမှာ မုံလေတယ်လီဗေးရှင်းမှာစကားပြောကြပြီ address လောက်ကြပြီဆိုလို့ရှင် lady and gentleman ဆလင်းမြပေါ်မှာ announce လုပ်ပြီးဆိုရင် lady and gentleman lady ဆိုတာကမျိုးသမီးကြီးပေါ့ gentleman ဂုဏ်သိရှိသောပုဂ္ဂိုလ်များ madam monsieur ပြန်တဲ့စကားလို့ madam ဆိုတာ madam ရင်ခေါ်တယ် monsieur နောက်မှာ ပြန်ခေါ်တယ်ဆိုတော့ဒါကြောင့်မလို့ဒီနေ့ဒီသုံးလုံးလေးတွေအားဖြင့်လူအဖွဲ့စည်းရဲ့တံပိုးထားမှုကို ကျွန်တော်တို့တွေတွေ့ရပါတယ်ဆိုတော့မိခင် she is my mother နောက်တော့ she is our mother တကယ်စိတ်ချမ်းမြေ့ဝရခေါ်ရတဲ့နာမည်ဖြစ်ပါတယ်မိခင်ဆိုတာဟာ စေတယုံတို့ဒီဂုံဓုဘွဲ့သူများကိုဒီမှာရှိကြသော မိခင်များတူတူစီပိုင်ဆိုင်ကြပါတယ်စေတယုံတို့ကဘာပေါ်မှာမာသတိဆိုပြီးတော့နိုင်ငံတကာကျင်းပကြတယ်ဖာသတိလည်းကျင်းပတယ်မာသတိနောက်တော့ဘာသာစကားမှာလည်းပဲနောက်မိခင်ဘာသာစကား ဆိုတော့မာသတန်လို့သူခေါ်တဲ့မိခင်ရဲ့ရှာမိခင်ရဲ့ဘာသာစကားဆိုဒီစကားဟာတော်တော်အသိပ္ပယ်လင်းနေပါတယ်မိခင်ကနေသူ့ရဲ့ကလေးကိုပြောတဲ့စကားဒီကလေးဘာစကားတတ်တယ်လဲမိချင်းလို့ရှင် အမေသူ့ကိုဘာနဲ့ပြောသွားတာလဲအမေဘယ်လိုသူ့ကို ဟိုပြောပြပေးတာလဲသင်ပြပေးတယ်လဲတရားလို့ဒီနေ့ကျွတ်ရဲ့နော်မိခင်ဘာသာစကားနေဆိုပြီးတော့ UNESCO ကနေပြီးတော့သတ်မှတ်တဲ့ International နိုင်ငံတကာကနေသတ်မှတ်တဲ့မိခင်ဘာသာစကားနေမိခင်များနေနိုင်ငံတကာမိခင်များနေစသည်အားဖြင့်ကျွတ်တွေသတ်မှတ်တာကိုတွေ့ရပါတယ် ဆရာမလို့ဒီနေ့ဒီမှာရှိကြတော့မိမိမိခင်များအားလုံးမိမိတို့ရဲ့ကန္တာမိမိတို့ရဲ့နော်ရှိနေသောအရည်အသွေးရှိနေသောနော်ဂုံလက္ခဏာကိုကျွန်တော်တို့ရဲ့ဆက်ပြေးနာဒါလူပောင်လူအဖွဲ့စီရနေပြီးတော့အတိမတ်ပြုသောတံမိုးထားသောအရာဖြစ်ပါတယ် တကယ်မလို့ဒီတစ်ချက်ကိုလည်းပဲနော်ဒီမှာရှိကြတော့မိခင်များလုံးဒုတိယတစ်ချက်နေနဲ့ပြောချင်ပါတဲ့ဒါကကပါနဲ့ရှင်တော့နော်လူအဖွဲ့ရှိနေရှင်တော့အဲတွေးခေါ်ချက်ဖြစ်ပါတဲ့ပြောဆိုချက်ဖြစ်ပါတဲ့ဆောကျုတို့ပသင်္ကေဥသာသနာမှာတတိယတစ်ချက်နေနဲ့ပသင်္ကေဥသာသနာမှာဒီမိခင်အဖွဲ့ရှိရှိနေခြင်းဟာ ပသင်္ခဲဥတ္တန္တရာရဲ့အင်အားပဲဖြစ်ပါတယ်။ဆိုမိခင်တင်းပွက်တစ်ခုအနေနဲ့ရှင်းနေခြင်းဆိုအခုနောက်ရောက်လာကြတာ300 300ကျော်ဆိုတာက ကြီးမာသောမိခင်များတွေကနေပြီးတော့လက်ရွေးစင်ပုတ်လို့ကိုသားပြုရောက်လာကြတာပဲဖြစ်တဲ့ကျန်တာများကြီးရှိတဲ့ထောင်နဲ့ ပြောရမယ်ဆိုတောင်းနဲ့ကျွန်တော်တွေရှိနေတဲ့ရှင်ရမလို့ဒီနေ့ဒီမိခင်ပတင်ခဲဥသာသနာမှာမိခင်အတင်းရှိနေခြင်းဟာပတင်ခဲဥသာသနာရဲ့အင်အားတစ်ခုဖြစ်ပါတယ်ဆမဏေကနော်ရောက်တဲ့အချိန်မှာပြောသလိုပတင်ခဲဥသာသနာအတင်းမှာရှိတဲ့နော်သာသနာပဲရစ်ကျောင်းနေသာသနာတွားတိုင်းတွားတိုင်းမှာဘုရားဥဆုံး နော်လှုပ်ဆောင်ကြိုးစိုးနော်အခမ်းမှုများမှာသမိခင်ရဲ့ခန်းကနာကိုကျွန်တော်တွေတွေ့ရတဲ့ဆရာပြင်းတချို့နော်ကြောင်းနိုင်တန်တာဆိုရင်ဘုံကြီးကိုချစ်ပေးတယ်ဆရာဘုံကြီးလိုအပ်တဲ့နော်အရာတွေကိုကြစ်ရှုနာဆောင်ရွက်ပေးတဲ့ လမ်းပြပေးတယ်ထိန်ချောင်းပေးတယ်ဆိုတော့သောယမတမပဲနော်ခုံယူဝဲကောင်းသောအရာဖြစ်ပါတယ်ဆရာရောလို့ဒီနေ့ပသိင်ခဲဥသန္တနာ38ဘုံကြီးကျောင်းကျောင်းနေရှိတဲ့နေရာမှာမိခင်များဆဲပြီးရနောက်သန္တနာကိုကြည့်ရှုကြပါဆောသန္တနာလုပ်ငန်းမှာဆက်ပြီးရနောက်အင်တိုင်းအားလိုက်ပါဝင်ကြပါ ဇာမိခင်ရဲ့စကားမှုဇာမိခင်ရဲ့နော်ပါဝင်မှုဟာအင်မတန်မှအရေးကြီးပါတဲ့ဆဒေါင်းရှေ့အောင်ကြည့်နိုင်သောပုဂ္ဂိုလ်တွေလို့ပြောလို့ရှိရင်မိခင်ရဲ့အကျင့်မိခင်ရဲ့ကြည်ရှုမှုဟာအသေးစိတ်ဆံပါတဲ့ကျတော့နော်ဘုန်းကြီးတွေဟာတခါခါနော်ကျွန်တော်တို့ ဖြန့်ကျဲပြီးရတာကြည့်ပြီးတော့နော်ဒီရတဲ့ခါကျတော့တချို့လုပ်ငန်းတွေမှာအသေးစိတ်မှာကျွန်တော်တို့မကျင့်နိုင်ကြပါဘူးဇက်ကောဘကဖွဲ့ဒီနောက်တော့ဖခင်များတွေဆဘလွေဖြစ်ဖြစ်ဒီမိခင်များရဲ့နော်အခန်းကဏ္ဍဟာဒီကြောင်းနိုင်သာသနာတည်သည်မှာအင်မတန်မှအရေးကြီးကြောင်း ရေးကြည့်တဲ့ကဏ္ဍမှာရှိနေကြောင်းဒါကတော့ဘယ်သူမှငင်းဆန်လို့မရပါဘူးရှိနေတဲ့အရှိတရားဖြစ်နေတဲ့အရှိတရားပဲဖြစ်ပါတယ်ရှိတရားမလို့ဒီပသင်ကဲဥသဒနာမှာမိခင်အသင်းရှိနေခြင်းမဟုတ်လည်းမိခင်များရဲ့ပူပေါင်းပါဝင်ဆောင်ရွက်နေခြင်းဟာပသင်ကဲဥသဒနာရဲ့အင်အားဖြစ်ပါတယ်စတင်အားကိုကျွန်တော်တို့ဆက်ပြီးရအောင် ဖော်ဆောင်ကြရအောင်ဖော်ဆောင်တဲ့ဆွေသဘောမှာစီလုံးညီညွတ်ခြင်းပေါင်းစည်းညီညွတ်ခြင်းတကယ်လို့ဖြစ်နေလို့ရှိနေပဲတနေ့တခါအခုကျတော့ညတို့တွေသာသနာလုံးဆရာတွေ့ဆုံခြင်းဟာတနေ့တာအတွက်လမ်းညွှန်ချက်ပဲဖြစ်ပါတဲ့ကျတို့ပြန်သွားကြမယ်နောက်နေ့ခါအခုလိုချိန်ထိတခါနောက်တော့လည်းပဲဇုံလိုက်တွေ့ကြတဲ့ ဇုံလိုက်တွေ့တဲ့ဆွဲခါမှလည်းဇုံလိုက်နန်းညွန်ချက်တွေပဲဖြစ်ပါတယ်။ဆက်လန်းညွန်ချက်ဖြစ်သလိုဇုံလိုက်အာပိချင်းတန်တရုံဆိုင်ရာအာပိစကားတွေပဲဖြစ်ပါတယ်။ဒီအောင်လို့ဒီတစ်ချက်ကိုလည်းပဲဒီမှာရှိကြတော့မိခင်များကိုနော်ဖော်ပြလိုပါတယ်။ပဋိင္ကေဥဒ္ဒနာ မိခင်အသင်ရှင်းနေခြင်းဟာပဋိင်္ဂံဥဒ္ဒနာအင်အားဖြစ်သလိုပဋိင်္ဂံဥဒ္ဒနာရဲ့လက်ဆောင်တစ်ခုဖြစ်ပါတယ်။သမဏေကပြောသလိုဒီအသင်ဘွက်တစ်ခုဖြစ်တည်လာတယ်ဆိုတဲ့နေရာမှာနော်ဒီအသင်ဘွက်ဖြစ်တည်လာခြင်းဟာလက်ဆောင်တစ်ခုဖြစ်တဲ့ယေရှုတော်တစ်ခုဖြစ်တဲ့အသင်ဘွက်များကြီးရှင်းနေပါတယ် ကုသိုလ်လည်းပဲတည်တံ့ခင်မြဲစွာရှင်တန်လှုပ်ရှားမှုနဲ့တည်ဝင်လှုပ်ရှားမှုရှိစွာ ရှိနေနိုင်ခြင်းဟာအင်မတန်မှခက်ပါတဲ့ကျောင်းဆောင်တစ်ဆောင်ဆောက်ရတာလွယ်တလောက်အဖွဲ့အစည်းတစ်ခုတည်ဆောက်ရတာမလွယ်ပါဘူးကျောင်းဆောင်ဆောက်လို့ရှင်ဆောက်တာတောင်းလွယ်အောင်မယ်အဖွဲ့အစည်းတစ်ခုကော နော်စုစည်းရတယ်ဆိုတဲ့သဘောတရားမှာအင်မတန်မှခက်ပါတယ်ကျောင်းဆောင်ဆောက်လို့ရှိရင်အုပ်တခြားတခြားကြီးစီးပြီးရနာတတ်မှတ်တဲ့အချိန်ကျောင်းဆောင်ဖြစ်လာတယ်ဒါရဲပို့ပြီးရနာအနုစိတ်ဆန်တဲ့မဟုတ်လို့ရှိရင်လည်းဒါရဲပို့ပြီးရနာအံ့ဩဖွယ်ကောင်းတဲ့လူအဖွဲ့အစည်းတည်ဆောက်ခြင်းအဖွဲ့အစည်းတစ်ခုရဲ့တည်တံ့ခံမြဲမှု အဖွဲ့အစည်းတစ်ခုရဲ့စိတ်တခိုင်မာမှုအဖွဲ့အစည်းတစ်ခုရဲ့သက်ဝင်လှုပ်ရှားမှုဒါတွေဟာနော်လူနဲ့ပေါင်းစပ်ထားတဲ့အရာဖြစ်တဲ့ခါကျတော့အင်မတန်မှအမှုစိတ်ပါတဲ့စတရားတွေဟာလူခွန်လို့အားနဲ့လုံလို့မရဘူးတရားတွေဟာကျေးဇူးတော်ဖရာရဲ့ကောင်းကြီးတော်ဆုတောင်းမြတ်တာဒါတွေအားလုံးနဲ့ပေါင်းစပ်မှသာလျှင်လူ နော်အဖွဲစီအသင်းဖွဲ့ဆိုတာဟာရှင်သန်လှူရှားနိုင်တယ်စတရားကိုဒီနေ့ကျွန်တော်တို့တွေပသိန်ကဲဥတ္တနာမိခင်များအဖွဲစီမှာကျွန်တော်တို့တွေတွေ့ရပါတယ်ဆိုတော့ဒီကဲလို့တွေ့ရအောင်ကလည်းပဲကျွန်တော်တို့ရဲ့နော်အာကိုသောတန်တာအနာကိုကျွန်တော်တို့တွေတောင်းစုပြုတဲ့ဆုတောင်းမြတ်တာ ဆိုကြတဲ့ကျွတ်ရဲ့နော်အလံတော်ကိုလည်းပဲတန်တာအနာနော်မိခင်မေတော်ကိုကြည့်ရှုသောပုံကိုကျွန်တော်တွေ့ရတဲ့ခြေတယောက်လို့ဒီနေ့ဒီရတဲ့အားလုံးချစ်တီလာခြင်းမှာမိခင်မေတော်မာရိယာမိခင်မေတော်မာရိယာရဲ့မိခင်တန်ကာနာဖခင်တန်ကြခင်အားလုံးရဲ့ကုညီဆောင်ရှောက် မိမတမှုချင်းအဖြစ်ဖြစ်တည်လာသောအရာများဖြစ်တဲ့ခါကျတော့ကျွတ်တွေဆဲပြီးတဲ့နောက်တည်တံ့ခင်မြဲသောဒီအသင်ဖွဲ့တကယ်ကိုတည်ဝင်လှူရှားသောတကယ်ကိုအကျိုးရှိထိရောက်စွာတန်တနာလင်ကွင်းမှာမိမိတို့ရှိတဲ့နေရာတည်တည်မှာမိမိတို့ရဲ့ကျောင်းနိုင်များနဲ့အတူလက်တွဲပြီးတဲ့နောက်သောသာသနာ လုပ်ငန်းများမှာလှုပ်ဆောင်ကြပါလို့နော်တတရားချက်နေနဲ့ပြောချင်ပါတယ်နောက်ဆုံးကတော့ကျွလူအားလုံးဒီဝါရင်ကာလရောက်ရှိလာတဲ့ဝါရင်ကာလရဲ့ရက်40ပြင်ဆင်ချက်ဆုတောင်းခြင်းကျွေးရန်ဝါရှောင်းခြင်းအလူဒါနာပေးကမ်းခြင်းဆွေရာရီနဲ့ကျွလူတွေဟာပြာကံပွဲကနေပြီးတော့ဒီဝါရင်ကာလကို ကြော်ဖြတ်လာပါပြီ၆လန်းလာပါပြီ ဆက်ဒီနေ့ဝါရင်ကလာဟာဒေတန်ရှင်သာဂျူလီ နှင့်မှာပြုလုပ်သောဝါရင်ကလာဖြစ်တဲ့စေရယံတို့ဒီမှာရှိကြသောမိခင်များအားလုံးဂျူလီရဲ့ကျေးဇူးတော်ခန္ဓာရရှိနိုင်ရိုက်ပွင့်အတွက်ဆက်လက်ပြီးတော့ဆုတောင်းကြပါဆုတရှင်တွေမှာပဲဒီဝါရင်ကလာရဲ့ပြင်ဆင်ခြင်းမှာဒီချမ်းရှိသောဆေရဝန်းကျင်အတိုင်းအတာမှာဂျူလီတွေအားလုံး စိတ်နှလုံးပြင်ဆင်ခြင်းအပြင်ဒီဝါရင်္ဂလရဲ့နောက်တောင်းဆိုခြင်းများဖြစ်စီရမယ့်အရာများအလုံးကိုကောင်းမှုသာဖြစ်စီခြင်းအပြင်တန်ရှင်သောယတရဘာယေရှုခရစ်တော်ရဲ့ဒုက္ခဆီယခံခြင်းအသေးခံခြင်းနဲ့ရှင်မြတ်ထမြောက်တော်မူခြင်းဇပါစကားဖွဲတော်ကလာကိုအာရရှင်နန်းစွာပါဝင်နိုင်ဖို့ရန်အတွက်ကျွန်တော်တို့တွေဆက်ပြီးဆုတောင်းကြပါစို့